သနာလုံးဝမင်္ဂလာပါခင်ဗျာဝမ်ချန်ပီယံရှစ်ကတော့ထိုင်းဖိုက်တာပက်ဆူဂွန်မစ်ကိုပွဲထက်တယ်ပြလိုက်ပြန်ပြီခင်ဗျာဒီဒီချိန်မှာတော့ကျွန်တော်မြင်ပြောရအောင်ပက်ဆူဂွန်မစ်ကိုထိုးတွေးလိုက်ပြီလို့ကျွန်တော်ထင်ပါတယ်ဝမ်ဟာပက်ဆူဂွန်မစ်ကိုအစောပိုင်းမှာတန့်စင်နဲ့ပွဲတည်ထားခဲ့တာဖြစ်ပါတယ်ဧပြီလ16ရက်နေ့မှာပွဲတည်ခဲ့တာပါဒါပေမဲ့အဲ့ပွဲစဉ်ဟာတန့်စင်ရဲ့မျိုးလုံးပြဿနာကြောင့်ပွဲပြတ်သွားခဲ့ရတယ်ပွဲပြတ်သွားခဲ့ရရင်ပက်ဆူဂွန်မစ်ဟာအဲ့ပွဲအတွက်ထိုးကြီးကိုအပြည့်အဝအကျိုးခံစားခွင့်ရသွားခဲ့တယ် တန့်စင်ကတော့အဲ့ပွဲအတွက်ထိုးကြီးမရခဲ့ဘူးပေါ့လေအဲ့နောက်ဘက်စုကမိကသူ့ကိုပွဲအမြန်တယ်ပေးပါတော့လို့တောင်းဆိုတဲ့အတွက်သူ့ကိုဇွန်လ6ရက်နေ့မှာရိုမေးနီးယားဖိုက်တာပီတက်စ်နဲ့ပေးတွေ့လိုက်တယ်ဘက်စုကမိကရှေ့မှာ၄ဝက်ဆက်ချုံပြီးရနောက်ပိုင်းမှာသူဒီအကောင်းဆုံးရလတ်ကိုပြန်ရအောင်ဆိုပြီးတော့တနည်းကျော်တော့ပြင်ဆင်ပြီးမှ1-0ကိုပြန်ဝင်လာတာဖြစ်ပါတယ်ခင်ဗျအဲ့တော့ဘီတက်စ်နဲ့တို့ရတဲ့ပွဲမှာပေါ့လေဘက်စုကမိကခေါင်းပွဲထုတ်ခွင့်ရခဲ့တယ်အလဲထုတ်နေနိုင်သွားခဲ့တယ်ဒီပွဲက သူ့ကို Audicop နဲ့ဘာကြောင့်ပိတ်တွေ့တယ်လဲဆိုတာကိုကျွန်တော်စဉ်းစားကြာကောင်းနေတယ်ဗျဘာကြောင့်လဲဆိုတော့ Audicop ဆိုတဲ့ကောင်လေးကတော်တော်ကိုထိုးအားကောင်းတယ်ပြီးတော့ဝမ်းမှာရှုံးပွဲလုံးဝမရှိတဲ့စံတင်ကိုစိုက်ထူထားတဲ့ကောင်လေးဖြစ်တယ်ခွန်းပွဲထိုးပြီးပြီခွန်းပွဲလုံးအနိုင်ရထားတယ်ခင်ဗျသူဒီခွန်းပွဲလုံးမှာ Time Fighter တွေကိုပြင်ဆင်ခဲ့ရတယ်အဲ့တော့ Time Fighter တွေကိုနိုင်စားနေတဲ့ Uzbekistan Fighter လေးလို့တော့သူ့ကိုတင်စားလို့ရတယ်အခု ဘက်စုကွန်ဘင်းနဲ့ပေးလိုက်တာဖြစ်တဲ့အတွက်ဒီပွဲမှာထပ်နိုင်ရင်အော်ဒီကော့ကထိုင်းဖိုက်တာရင်းရှစ်ပွဲထိုးရှစ်ပွဲလုံးနိုင်ဆိုတဲ့စံချိန်ကိုရသွားမယ်ဝမ်းမှာတပွဲမှာရှုံးမမရှိတဲ့စံချိန်ကိုအော်ဒီကော့စိုက်တူသွားမယ်ခင်ဗျအဲ့တော့ဒီပွဲစဉ်ကဇွန်လ28ရက်နေ့မှာကျင်းပရှိနေတယ်1 Friday Fights 1ဖို့ပြန်မှာပါဝင်လို့နေပါတယ်ဘက်စုကွန်ဘင်းနဲ့အော်ဒီကော့တို့ဟာကျွန်တော်တို့ Flying Weight တန်းမွေထိုင်းပွဲစဉ်ဖြစ်ထိုးကြရမှာပါခင်ဗျဘက်စုကွန်ဘင်းဘက်ကိုပြန်ကြည့်လိုက်ရင်သူက ောင်းထော်ရနီယိုနဲ့ထိုးဘူးတဲ့ကျောက်ဆူရနီယိုနဲ့ထိုးဘူးတဲ့အဲ့လိုတကယ်ဒိဋ္ဌိကျိုင်းနဲ့ထိုးဘူးလို့များဘက်စုကွန်ဘက်ကိုဒီဘက်ကိုလှည့်ပြီးတော့ပွဲတယ်ပေးသလားလို့ကျွန်တော်တို့ကစဉ်းစားမိတယ်ပေါ့လေဘာပြောဒီပွဲဟာစိတ်ဝင်စားစရာကောင်းပါတယ်ဘက်စုကွန်ဘက်အနေနဲ့အော်တီကော့ကိုအနိုင်ရလိုက်ရင်အော်တီကော့ရဲ့ခွန်ပွဲဆက်နိုင်မှုကိုရက်တန်နိုင်တဲ့ပထမဆုံးဖိုက်တာဖြစ်လာပါလိမ့်မယ်တကယ်လို့အဲ့လိုမဖြစ်ခဲ့ရင်တော့ဘက်စုကွန်ဘက်ဟာဒါအစားတို့ဖိုက်တာတယောက်ပြထည့်သွင်းပြီးတော့ ရှာကြွေးခံရတယ်လို့ပဲကျွန်တော်ပြောအောင်ရှိပါတယ်ခင်ဗျပြောမယ်ဆိုရင်တော့ Otikov ကိုပက်စုကွန်ဘစ်အနိုင်ရဖို့ဆိုတာအရန်ကိုခတ်ပါတယ်ပက်စုကွန်ဘစ်အနေနဲ့နောက်ဆုံးမှာအဆုံးရလောက်ကိုပဲရင်ဆိုင်ရလိမ့်မယ်လို့ညှော်လင့်မိတဲ့ကြောင်းဥက္ကရေကပွဲကြိုခံမဲ့တဲ့ဖြစ်ပြောပြလိုက်ပါတယ်ခင်ဗျာကျေးဇူးအားပေးတဲ့ပြည်သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ